အားလုံးမင်္ဂလာပါဒီနေ့တရားသင်မှတ်သင်ခန်းစာကတော့အခန်းနေမိချင်းငန်းနေ့သမကုံကနံပါတ်1ရဲ့နေ့ရဖြစ်ပါတယ်။တော့ဒီခန်းမှာကျတော့ဘောင်ရှားမှာလည်းဆိုရင်သုရစာဝေကိနေခွဲပြီးတော့နှစ်တက်ကင်းရှာမှာပါဟုတ်ကဲ့နော်နှစ်တက်ကင်းဆိုတာကဒီမှာဟိုပါတယ်အထညိုးဟိုထက်အထက်အထည်နှစ်ထက်ပြောင်ရှူရှားမှာပါနော်အစင်လူနှစ်ထက်ပြောင်ရှာမှာပါခလျာရှိစက်လေးကိုကျတော့ကနော်နှစ်တက်ကင်းကိုကျတော့ဘာသုရစာဝေပြောပြီးရှာတဲ့ခါမှာအစာကင်းကြီးနဲ့ရှာ ဒါလိုပထမဆုံး984 984ဆိုတော့ကျောင်း၄ခန်းကစုံငင်းဖြစ်တဲ့စုံငင်းဖြစ်တဲ့အတွက်အဲတုတ္တစုံငင်းရပါလဲဆိုရင်နှစ်ပေါ့နော်အဲဒါကျောင်းနှစ်နဲ့ရင်စားနိုင်မယ်984ကိုနှစ်နဲ့စားတဲ့အခါမှာ392ရတယ်တူရတဲ့နှစ်နဲ့စုံတယ်ဒါကြောင့်မို့လို့ကျောင်းပါတော့နှစ်နဲ့ပဲတက်စားမယ်တုတ္တကိန်းဆိုတာနှစ်တုံး၃လုံး၅လုံးပဲဖြစ်တယ်နော်ဒါကြောင့်မို့392ကိုကျေတော့အနည်းနဲ့တခါတက်စားမယ်။နောက်နည်းနဲ့တက်စားတဲ့အခါမှာဘာရည်စီ196အဲ196ကိုလည်းကျေတော့ဘာနဲ့စားလို့ရတယ်ဆိုနည်းနဲ့ပဲဆက်စားမယ်နော်။ 6ကွာဆုံးကြီးတဲ့တော့နိမ့်နေပဲထစားမယ်။ဒါပြင်ဘာရလဲဆိုရင်68 68ကိုလည်းနိမ့်နေပဲစားမယ်။စားတဲ့အခါမှာကျေလို့49ရရယ်။အေးမ49ကြာကျေတော့ဘာနဲ့စားလို့ရလဲဆိုခုနှစ်နဲ့စားလို့ရတယ်နော်။ခုနှစ်ကနေ49ဖြစ်တဲ့အတွက်ဒီခုနှစ်နဲ့စားလိမ့်မယ်ခုနှစ်ကနေ49ခုနှစ်ကိုကြာကျေတော့ခုနှစ်နဲ့ပဲစားရတော့ခုနှစ်တည်းခုနှစ်။ဒါဆိုရင်984ကနော်နှစ်လေးလုံးအမြောက်ခုနှစ်လုံးပေါ့နော်နှစ်လေးလုံးခုနှစ်လုံးရပါတယ်အဲ့ဒါကိုကျတော့နောက်ပိုင်းပိုင်းလေးပဲနော်နှစ်ခွဲနှစ်ခွဲမှာပြည့်တဲ့အတွက် နှစ်ကလေးလုံးပြည့်တဲ့အတွက်ပထမရှိမှာနှလုံးနောက်မှာနှလုံးခွဲလိုက်မယ်။ခုနှစ်ကနှလုံးဆိုတော့ရှေ့တစ်လုံးနောက်တစ်လုံးခွဲလိုက်မယ်နော်။ဒီမှနှစ်ခုရတယ်နှစ်ခွင်းရတယ်။ပြောမယ်ဆိုနှစ်ထပ်ရအောင်ရှာရတာပေါ့နော်။ပထမဆုံးနှစ်ထပ်ရအောင်ရှာရင်မှကျွန်တော်နှစ်ထပ်ကရင်ရှာလို့ရမှာပါ။အဲဒီ984ရဲ့နှစ်ထပ်ကရင်ရှာတဲ့အခါမှာဒါနှစ်ထပ်ဆိုရင်နော်984ကနှစ်မြောက်နှစ်မြောက်နှစ်မြောက် the whole square ပေါ့နော်။ 2x2 7 the whole square ဆိုတော့သူ့ကိုနှစ်ထပ်ကရင်ရှာတဲ့အခါမှာကျွန်တော်တစ်ထပ်ပဲရေးလိုက်ရပြီ။နော်။ဒီတဝက်ဆိုတာနှစ်ထပ်ကရင်ဆိုတာတဝက်ကိုပြောတာနော်။ဘိုင်းဘာလဲ 1x2 ပြောတာ အားကြောင့်မို့ခြေတော့နော်ဒီ2 2 into 2 into 7နှစ်ခါဆိုတော့တဝက်ဝက်တော့2 into 2 into 7မရရတယ်အဲ့တော့ညှောက်လိုက်တဲ့ခါမှာခြေတော့ဘယ်ရလဲဆိုလို့ရှိရင်အဲ28ရရမှာနော်နောက်တော့နမခဝေးပါနမခဝေးမှာက1089 1089ဆိုတော့ခြေတော့နောက်မှခုခုဗါလဲမာဂနန်းနဲ့ဆုံးတာဖြစ်တဲ့တော့ခြေတော့သူရကိန်းကြီးတွေက1 3 5တို့ခြေတော့စဉ်းစားရပါတော့နော်အဲ့မှာ6ဆိုတော့ခြေတော့3နှစ်စားလို့ဖြစ်ပါတယ်ဒါကြောင့်မို့ခြေတော့3နှစ်စားလိမ့်မယ်ဒီတော့ညာ6ကို ခုနှစ်စားရတဲ့ခါမှာဘယ်လိုရလဲဆိုရင်363ရရယ်ပေါ့နော်သူ့ order ကြီးတော့300တကာတက်စားမယ်နော်မာကနက်ကြီးတော့300တကာချက်စားမယ်ဆိုရင်121ရရယ်အဲ121ကိုရကြီးတော့71နဲ့စားလို့ရတယ်71စက်တက်လီ121နော်စက်တက်စက်တက်လီ121ဒါဆိုရင်စက်တက်ကိုကြတော့ကြီးတော့71နဲ့ပဲစားမယ်စက်တက်တက်လီ71ဒါဆိုရင်1089ကိုကြီးတော့ဆောင်းရွက်တဲ့ခါမှာ3ညာ3ညာစက်တက်အများစက်တက်ရရယ်အဲ့တော့ကျတော့နှစ်ထပ်အရှာမှာပြည့်တဲ့အတွက်ဟိုစင်တူနှစ်ခုရောက်မှာလို့ပေါ့နော်။၃ခါနှစ်ခါဆိုတော့ဒီလို၃တုံးကြီးထည့်လိုက်မယ်။ စတိကနှစ်ခါဆိုတော့စတိတစ်ခါစီထည့်လိုက်မယ်เนาะအဲထည့်တဲ့ခါမှာအဲဘာလဲ1089ဆိုတော့က3 into 11အဲ square ပေါ့เนาะအဲ့ဒါဆိုရင်နှစ်ထပ်ကင်းရှာလို့ရတယ်နှစ်ထပ်နှစ်ထပ်ရတာနဲ့ကျေနှစ်ထပ်ကင်းရှာလို့ရပါပြီအပြင်1089ရဲ့နှစ်ထပ်ကကျေနှစ်ထပ်ကင်းရ3 into 11ပေါ့เนาะအပြင်32လီယာ33မှာခါဝေးပြီးတော့ကားငယ်ကားငယ်ကတော့ကျေ၄နဲ့ဆုံးနေတဲ့ခုနတိုင်းပဲဆုံငင်းနဲ့ဆိုရင်နှစ်နဲ့စားမယ်ဟိုရှိရရှိစနေရရပေါ့နော်ရှိရရှိစနေကိုလည်းဆုံငင်းနဲ့ဆုံးနေတဲ့အတွက်နှစ်နဲ့စားမယ် ဟုတ်နော်441ရတယ်441ဒီကိုကြောကျေတော့နှိမ့်နဲ့စားလို့မရဘူးပေါ့နော်နှိမ့်နဲ့စားလို့မရတော့ဘူးဘာနဲ့စားမလဲဆိုရင်သုံးနဲ့စားလို့ရတယ်ဟုတ်နော်သုံးနဲ့စားလို့ရတဲ့အခါမှာ149ရတယ်149လည်းကျတော့ဘာနဲ့စားလို့ရလဲဆိုရင်သုံးနဲ့စားလို့ရတယ်ဟုတ်နော်နောက်ကအဲ149သုံးနဲ့စားတဲ့အခါမှာ49ရတယ်49ခုနောက်တိုင်းပဲ9နဲ့စားရင်ပဲ9ခုနဲ့လီ49ခုနှစ်ခုကြတော့9တက်လီ9အဲ့လိုမစားဘူးနော်အဲ့ဒါရင်ကျတော့နှိမ့်နှလုံးသုံးနှလုံး9နှလုံးရတယ်ပေါ့ နှစ်နှလုံးသုံးနှလုံးကိုရမလားဒါကြီးတော့နှစ်ပိုင်းပိုင်းတဲ့ခါမှာနှစ်နှလုံးကိုတစ်လုံးကြီးတဲ့မဲ့သုံးနှလုံးကိုတစ်လုံးကြီးတဲ့မဲ့ခုနှစ်နှလုံးကိုတစ်လုံးကြီးတဲ့မဲ့ဒါဆိုရင်2 into 3 into 7နှစ်ခါရတယ်ပေါ့နော်ဒါဆိုနှစ်ထက်ပေါ့2 into 3 into 7 the whole space ဒါဆိုရင်ကျွန်တော်နှစ်ထက်ရပြီဆိုတော့နှစ်ထက်ကင်းရှာလို့ရပါပြီ1964ကိုနှစ်ထက်ကင်းရှာတဲ့ခါမှာ2 into 3 into 7သူကနှစ်ထက်ကိုနှစ်ထက်နှစ်ထက်နော်2 into 3 into 7နှစ်ထက်ကိုဆိုတာတစ်ထက်ကြီးလေးတန်းအဲ့ဒါနှစ်ထက်ကင်းကြီးဖြစ်သွားပြီပေါ့နော်1964ကို ်နှစ်ထပ်ကရင်ရှာရတာနဲ့သူကတစ်ထပ်ပဲယူလိုက်ရပြီနော်အဲ့ဒါကိုမြောက်တဲ့ခါမှာနေ့3 6 6ခုနဲ့ရေးစက်နှစ်ပါခန်းငယ်ပြီးတော့ကျွန်တော်ကာကြီးနော်324 324နဲ့ကျွန်တော်နှစ်နဲ့ပဲစားမယ်သုံးရင်းပြည့်တဲ့နှစ်နဲ့စားမယ်162နဲ့ရတယ်နှစ်နဲ့စားမယ်82ရ82ကိုရကျွန်တော်ကဒီတိုင်းမရဘူးဘာနဲ့စားမလဲဆိုရင်သုံးနဲ့စားမယ်နော်39တွေအဲ့တော့လည်း39ပြန်စားမယ်39တွေ9ကိုလည်း39ပြန်စားတော့33တွေ3ရောတစ်ခါ39ပြန်စားတော့33တွေဒါဆိုရင်နှစ်နှလုံးနဲ့3လေးလုံးရပါတယ် ဒါသေးချင်လို့နှစ်ခုခွဲတဲ့ကံမှာနှစ်ထပ်ကိန်းပြရလို့နှစ်ခုခွဲတဲ့ကံမှာနှစ်နှလုံးဆိုတော့တစ်လုံးကြီးချင်မယ်သုံးလေးလုံးကကျတော့သုံးနှလုံးကြီးချင်မယ်အဲဒါဆိုရင်2 x 2 3 x 3နှစ်ထပ်ရပါပြီအဲဒါဆိုရင်ကျတော့ကနော်2 x 2 3 x 3 x 2 x 3 x 3 the whole square ရရပါနော်အဲဒါနှစ်ထပ်ကိန်းရပြီဆိုတော့ကျတော့နှစ်ထပ်ကိန်းရရှာလိမ့်မယ်နှစ်ထပ်ကိန်းရရှာလို့ရှိရင်နှစ်ထပ်ရတာကိုတစ်ထပ်ပဲရေးလိုက်ရရပါနော်အဲ့ဒါရင်း3 6 6 3 18အဖြေက18ပါဟုတ်ကဲ့နော်ဒါကြည့်ပြီးတော့9ပါ ငါငါကြတာသူကဒီမှာအပိုင်းကြီးနဲ့ပြီးထားပါတယ်ဒါဆိုရင်ဒီလိုအပိုင်းကြီးရောအပိုင်းကြီးလူပြောင်းနိုင်မယ်နော်အဲ့တော့မှတခါရှိလို့ကဒီပေါ်က49နှစ်ခုခွဲလိုက်မယ်သူကနှစ်တက်ကိန်းချလာပြည့်တဲ့နော်9949အောက်က446ဒါဆိုရင်ဒီလိုကစမမိုင်ကိုနှစ်ထက်ရတယ်ပေါ့နော်ဒီအဲ့ဒါလို့ရှိရင်ဒီလိုကနှစ်ထက်ရပြီဆိုလို့ရှိရင်ဒီလို square root ချရလို့ရပြီနော်အဲ31 16ကို square root ချရတဲ့အခါမှာဒီတိုင်းပဲစမမိုင်4တလုံးနဲ့ရည်ရတယ်ပေါ့နော်ဒါဆိုအဖြေရပါပြီ ်အတင်းပိုင်းရရာကြီးနေတဲ့ရုပ်ဒီိုင်းထားလို့မရပါဘူးပိုင်းကင်းပြမှုရောပြင်ရည်တယ်1 3 by 4ရပါတယ်နော်ငါပြီးတော့ရုပ်စာလုံးမှာအဲမာနီ121ဘိုင်း400ဘိုင်းပါနော်400ဘိုင်း121ဘိုင်းအဲ့ဒီမှာ121ကိုကျတော့71 74ရပြီတော့400ကျတော့22လေးပါဒါသိကျုံနှစ်ထပ်ကင်းချတဲ့အခါမှာ11 by 20 square ပေါ့နော်11 by 20 square ရပါတယ်အဲ့လိုနှစ်ထပ်ရပြီဆိုတော့ကျတော့နှစ်ထပ်ကင်းချလို့ရပြီနော်တစ်ထပ်ကင်းဆိုတာကကျတော့ပါတော့တစ်ထပ်ပဲယူလိုက်ရင်နှစ်ထပ်ကင်းဖြစ်တာပဲနော်ဘွားရတဲ့အဖြစ်ကို11 by 20ကိုတစ်ထပ်ပဲ နော်ရှာလိုက်တာပါတဝက်ပဲတစ်ထက်ပဲရှာတော့လေဘယ်မှ20ရတယ်သူကကျတော့ဟာလဲပိုင်းဝင်ရငယ်နေရဖြစ်တဲ့တော့ယူစားကြရမလို့နော်ပြန်စလေမှာ134 134 9နော်သူသူ့လဲခြေတော့ကင်းရောက်ခွင့်မယ်အဲတရားဗာလဲကိုပိုင်း120တပိုင်းပါနော်120တိကတော့97 77လေး120တိကိုကကြ3ခုနီကိုဒါဆိုရင်11 3 square ရတယ်ပေါ့နော်ဒါဆိုရင်နှစ်ထပ်ကင်းရပြီဆိုတော့နှစ်ထပ်ကင်းရရှာလိုက်မယ်ရှာတဲ့ကောင်မှာ11 3တစ်ထပ်ပဲရေးလိုက်ရင်ခင်လို့ရပြီပေါ့နော် ဒါဆိုရင် level ကကြီးနေတဲ့အတွက်ဒီလိုကစားရတဲ့အခါမှာ3 2/3ရပါတယ်။စားလိုက်ရစားပွဲเนาะ1/4 1/4ကိုဒီလိုအပိုင်းကြီးနဲ့ရတဲ့အခါမှာသူကဆယ်ဒီဆယ်ရာဒီဆယ်ရှိရတဲ့အပိုင်းကြီးမှာ100ခန်းလိုက်ရပြီเนาะ144ပိုင်း100ပိုင်း144ဆိုတာကဒီလိုစနစ်စနစ်လေး100ကတော့100ဆယ်လေးပေါ့နော်။ဒါဆိုရင်ဒီလိုတစ်ထပ်ကင်းကြတဲ့အခါမှာ12 10 square ပေါ့နော်။နှစ်ထပ်ကိန်းရပြီဆိုရင်နှစ်ထပ်ကိန်းရင်းရှာလို့ရပြီ။ဒါတော့12 by 10ကိုရေးလိုက်ရပြီနော်။ ။အဲဒီ12 by 10ဆိုတော့ကျတို့ကပိုင်းဝေရာကြီးရဲ့အတွက်ကျတို့စားပေးရတယ်။နော်။စားတဲ့ခါမှာကျတို့ပိုင်းကြီးနဲ့ရေလို့ရှိရင်တော့1 1 2 by 10ရတယ်ပေါ့နော်။ဒါတသမကိနေရေးမှဆိုရင်1 by 2ရ1 point 2ရပါတယ်။နောက်ကဇာခွဲပါ။ဇာခွဲမှာ0.5929ပေါ့နော်။အဲဒီမှာကျတို့ထောင်အဲဆယ်ရီစက်ရိုက်တဲ့ထောင်းကြီးတောင်းလို့ရရှိတယ်ပိုင်းကြီးမှာတောင်းခံနိုင်မယ်နော်အဲ့ဒီအပေါ်ကကနှောက်တာဘယ်လောက်ရလဲဆိုရှင် ခုနှစ်များခုနှစ်များစတိအများစတိအောက်ကတသောင်းကိုတသောင်းကိုကြာတော့ဒီတရား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 လေးပေါ့နော်ဒါဆိုလို့ရှိရင်အပေါ်ကကြာတော့ဒီလိုအဲ့ဒီအဲ့ဒီလေးလုံးပြန်ပြောင်းကြည့်လို့ရှိရင်ပြူပေးကြတဲ့ဘိန်းကိန်းရတယ်ပေါ့နော်ဒါဆိုရင်ဒီလိုနှစ်ထပ်ကိန်းချရတဲ့အခါမှာခုနှစ်နဲ့စတိနဲ့တလုံးကိုတရားအပိုင်းကြီးတလုံးတရားနဲ့ပေါ့နော်ဘောကနှစ်ထပ်တင်မယ်ဒါဆိုရင်ဒီလိုနှစ်ထပ်ကိန်းချလို့ရပါပြီနော်ကြာကြတော့ပိုင်းကြီးရငယ်တဲ့ဒီလိုထပ်ပြီးတော့ဟာစားပြကြမျိုးပေါ့နော် ့စားမယ်ဆိုလို့ရတယ်သူကဒီကိန်းရောဒီပိုင်းကိန်းကိုဒသမကိန်းနဲ့ပြန်ပြောင်းမယ်ဆိုရင်တော့0.7ပဲဆိုရမှာနော်။ဟာညပါညကကြတော့အတိုင်းပဲသူကတောင်းနေသေးရှိတယ်ပိုင်းချီမှာတောင်းခံလိုက်မယ်။929ရကကြတော့သူက29 29လေးအောက်က100မြောက်100ဒီ20ကိန်းချတဲ့အခါမှာ27 100နှစ်ထပ်ပေါ့နော်အဲ့ဒါကျေဘူး square root ချတဲ့အခါမှာ27 100ကိုယူလိုက်မယ်ဒါသိအဖြေရပြီပေါ့နော်ဒါသိနံပါတ်1ကိုတော့ပါမယ်ဒါတော့ဒသမကိန်းနဲ့ပြန်လဲရှာပြလို့ရရပေါ့နော် အမနစ်ကစတူရန်ပေါ်မြေလျှက်ပုံချောင်ချောင်ကြီးအေးစီရည်တရာ90စင်တီမီတာဖြစ်သွားနားတစ်ဖက်ကြီးလျှောက်ရှာပါအဲ့ဒါကျတော့စတူရန်ပေါ်မြေလျှက်ချောက်တားကြီးအေးစီရော်ကတရာ90စင်တီမီတာစပယ်ပေါ့နော်အဲ့ဒါကျတော့တရာ96ကိုခွဲတဲ့အခါမှာနှင်းမြောင်နှင်းများခွင်းမြောက်ခွင်းရတယ်တော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 ်ဆာလိုမီနီယာခွဲရပါနော်ခွဲပြီးတဲ့အခါမှာကျတော့အဲ့ဒါကိုနှစ်ထပ်တင်တဲ့အခါမှာနှင်းမြောင်ခွင်းနှင်းမြောက်ခွင်းတစ်ခါရတယ်အရင်2 into 7 the whole square ပေါ့နော် ဒါဆိုရင်နှစ်တက်ကင်းရတဲ့ခါမှာကျတော့2 x 7ဒါဆိုရင်နှစ်တက်ခါမှာ14ရတယ်။ဒါကြောင့်မို့အနားတစ်ဖက်ရဲ့အလျာက14 cm ဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီနေ့ကတော့၄ချင်ငယ်2 x 7ကနံပါတ်အဲ1နဲ့2နဲ့တော့ပြီးပါပြီပေါ့နော်။အဆုံးတိပြီးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ချိန်ရလို့ကျွန်တော်အခန်းသုံးကိုကျွန်တော်ကဆက်ပြီးတော့နော်ရှင်းပြပေးပါမယ်။အဆုံးတိပြီးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နော်။